ဒီသ်တော်တချို့တင်ပြမယ်ဆိုလို့ရှိရင်တော့တမန်တော်မြတ်ကြီးကိုယ်တိုင်ပြောကြားခဲ့တယ်။ဒါလဲဆိုလို့ရှိရင်မိဘမဲ့ကလေးတွေကိုထိမ့်သိမ်းစောင့်ရှောက်ခဲ့တဲ့သူတွေဟာနော်ဇနတ်ဒုက္ခဘုံကဆိုလို့ရှိရင်ငါနဲ့ဒီလိုမျိုးပေါ့နော်လက်ညှိုးနဲ့လက်ကလေးကိုပူးပြီးတဲ့အခါမှာဇနတ်ဒုက္ခဘုံမှာငါနဲ့အတူတူဒီလိုရှိနေရမယ်ဆိုပြီးတော့ဒါလောက်တမန်တော်မြတ်ကြီးမင်းကြားခဲ့တဲ့ဟက်ဒစ်တော်လည်းရှိပါတယ်။နောက်တစ်ခုကတော့အီမမ်ဂျာဖာဆွာဒစ်ရာဒီအလာဟူတာလာအနုတခင်ကတဆင်နော် ကြားသိခဲ့ရတဲ့အွန်မာဘင်ဇူရာရာဆင့်ပြန်ခဲ့ပါတယ်။မိဘမဲ့ကလေးများ၏ဥစ္စာပစ္စည်းများကိုအလွဲသုံးစားပြုလုပ်ခြင်းသည်ကြီးမားသောဂုဏဖြစ်တယ်လို့ဆိုပါတယ်။အီမမ်အဘူဘကာရာဒီအလာဟူတာအလာအီမမ်မိုဟာမက်ဘကာရာဒီအလာဟူတာအလာအနုတခင်ကဆင့်ပြန်ခဲ့ဒီမှာတမန်တော်မြတ်ကြီးမုဟမ္မဒ်ဆလလာဟူအလိုင်းဝဆလမ်တခင်မိန်ကြားခဲ့ပါတယ်။ကီယာမက်နေ့မှာတချို့လူတွေဟာကဘတ်ကနေပြန်ထလာတဲ့အချိန်မှာ၎င်းတို့ရဲ့ဗဇက်ကမိတော်များထွက်လာပြီးတော့ထလာကြရမယ်လို့မိန်ကြားတယ် အဲ့ဒီခါမှာရာရစုလွတ်လာအဲ့ဒီလူတွေကဘာဖြစ်လို့ဘယ်လိုလူတွေပါလဲလို့ပြန်မေးတဲ့ခါမှာအဲ့ဒီလူတွေကမိဘမဲ့ကလေးတွေရဲ့ပစ္စည်းဥစ္စာတွေကိုအလွဲသုံးစားပြုလုပ်တဲ့လူတွေဖြစ်တယ်အဲ့ဒီလူတွေကမလွဲဧကန်ငရဲကိုလာရမှာဖြစ်တယ်လို့ဖြစ်ကြခဲ့ပါတယ်